အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဇပင်ညက်နီးပညာဒါနာဗီဒီယိုဖိုင်လေးတွေကိုအချိန်နည်းမျိုးမျိုးကြောင့်မတင်ဖြစ်တာကြာပါပြီဒီဗီဒီယိုဖိုင်လေးမှာဘေးပါနောက်မြင့်ပြီးရိုးရိုးရှင်းရှင်းလေးနဲ့ညှက်ပြသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဇပင်ညက်တော့မဲ့ဆိုရင်စီခွဲပြီးမျက်နှာနဲ့လိုက်ဖက်မဲ့ပုံလေးကိုတွင်းလိုက်ပါတယ်ပြီးတော့ဘေးကနေပြီးတော့အစညှက်ပါတယ်ကျွန်တော်တို့စပင်စားညှက်တော့မယ်ဆိုရင်ကင်ထားသောဘီးကို ပေဒံဖြစ်သုံးပြုပြီးလူသလိုပုံသွင်းသွားမှာဖြစ်ပါတယ်။အဲဒါကြောင့် B ရဲ့အယူဆသည်အရန်ရေးကြီးပါတယ်။ B ကိုပိုင်နိုင်စွာကိုင်းနိုင်ဖို့အတွက်ထက်ကထက်ကကျွန်တော်တို့ကလေ့ကျင့်ရမှာဖြစ်ပါတယ်။အဲ့လို B ကိုလေ့ကျင့်မဲ့နည်းလေးတွေကိုကျွန်တော်ချိန်ရရင်ရတယ်လို့ကျွန်တော်နောက်ဗီဒီယိုဖိုင်လေးတွေမှာတင်ပြသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့စံသဆရာတွေဟာလူတွေရဲ့အတ္တိကထုံးမြတ်ထားတဲ့ခေါင်းကိုကန်ရမှာဖြစ်တဲ့အတွက်ခန္ဓာကိုယ်တတ်ရှင်းရေး ဆံရက်တတ်ရှင်ရေးကိုနေ့စဉ်လုံအောင်ဖြစ်ပါတယ်။ဥကောင်းအောင်ကင်တဲ့ခါမှာညင်သားပါမယ်။စကားကိုလည်းချူသားစွာပြောတတ်ရပါမယ်။ဆေးရှည်ရပါမယ်။သီးခံရပါမယ်။တေချာစွာလည်းရှင်းပြနိုင်ရပါမယ်။အဲ့ဒါကြောင့်လေးလောက်မှုအားကောင်းဖို့အရန်လိုအပ်ပါတယ်။တချို့တော့ကိုယ်နဲ့စားညှက်မဲ့ကစတမာတွေကသူတို့လိုချင်တဲ့ပုံစံမျိုးကိုမျိုးမျိုးပြောတတ်ကြပါတယ်။ သူတို့နဲ့မျက်နှာနဲ့မလိုက်ဖက်တဲ့ပုံစံတွေကိုလည်းတောင်းဆိုတတ်ပါတယ်အဲ့ဒီချိန်ကြလို့ရှိရင်ကိုကစိတ်ရှည်ရတာပေါ့နော်ဥပမာသပင်ကောက်ပြီးသပင်ပြော့သပင်မတန်တဲ့သပင်တွေကိုသူတို့ကနေပြီးတော့ကျွန်တော်တို့တွေးကေပုံစံမျိုးတောင်းဆိုတတ်ပါတယ်အဲ့ဒီချိန်ကြလို့ရှိရင်ကိုကနေပြီးတော့သူတို့သပင်ကဘယ်လိုနေတယ်ဘယ်လိုပုံစံရှိနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကနေပြီးတော့သိချာရှင်းပြပြီးမှကိုပဲကနေပြီးတော့ဘယ်လိုပုံစံမျိုး ညံ့ရင်ကောင်းပဲဘလို့ပုံစံမျိုးဆိုရင်ပိုပြီးလိုက်ဖက်ပါတယ်ဆိုတဲ့ဟာကိုသိရှာစွာရှင်းပြနိုင်ရပါမယ်အခုကျွန်တော်ညှက်ပြနေတဲ့ပုံစံတွေကတချို့စပင်ညှက်ဆရာတွေနဲ့တူချင်မှတူမှာပါကျွန်တော်ဒီကျွန်တော်တတ်ထားတဲ့ပညာတွေကိုမျှဝေပေးုံတတ်တတ်ပါဒီဗီဒီယိုဖိုင်လေးတွေကိုကျွန်တော်တင်နေတဲ့ချိန်မှာကျွန်တော်ကိုကျွန်တော် professional ဆရာတယောက်လိုမာနမရှိပါဘူး ဘယ်ပညာမဆိုအဆုံးမရှိပါဘူးကိုကိုကို လေးလာရင် လေးလာသလောက်တိုးတက်မှုရှိပါတယ်ပညာတိုင်းမှာအဆုံးမရှိဘူးကျွန်တော်လည်းအခုထိအမြဲလေးလာနေသူတယောက်ပါ ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုကြည့်သူတဦးတယောက်ချင်းစီတန်းကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုဖိုင်လေးတွေကိုကြည့်ပြီးစပင်းညက်ပညာတိုးတက်မှုထောက်ကူဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးပဲဒီဗီဒီယိုဖိုင်လေးတွေကို ြည်ပြီးတော့ပညာတွေရကြပါစေကိုပိုင်ဆိုင်လေးတွေဖွင့်နိုင်ကြပါစေအဲကဲအားလုံးပဲနောက်ဗီဒီယိုဖိုင်တွေမှာပြန်ဆောင်ကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ